ညာဖြစ်ခံရတဲ့တာယဲမိစ္ဆာဟာသွေးစာနေတဲ့တာယဲတန်ပေါင်းများစွာတဲ့ကတကောင်းတာဖြစ်ပါတယ်ဒီတာယဲမိစ္ဆာတွေမှာအသက်အနည်းရှိတဲ့အားနည်းချက်တစ်ခုရှိပါတယ်ပထမတစ်ခုကသူတို့ရဲ့မျက်လုံးတွေပါခိမှန်ရင်ချက်ချင်းတွေပါတယ်ဒုတိယတစ်ခုကနည်းနည်းထူဆန်းပါတယ်သူတို့ဟာတန်လိုက်ဆက်ကွင်းတွေကိုကြောက်ကြပါတယ်တန်လိုက်နဲ့ထိတွေ့မိရင်သူတို့ချက်ချင်းအိပ်ပျော်သွားကြပါတယ်ဒါပေမဲ့သူတို့ရဲ့လှုပ်ရှားမှုတိုင်းကိုတာယဲဘီရင်ရဲ့တန်လိုက်ဆက်ကွင်းအချက်ပြမှုကခင်းချုပ်ပါတယ်တာယဲမိစ္ဆာဘီရင်တည်သွားရင်တာယဲအားလုံးချက်ချင်းအိပ်ပျော်သွားကြပါတယ်ဒါကြောင့် တာယမိတ်ဆာတက်ကလူသားတွေကိုတိုက်ခိုက်တဲ့အခါတိုင်းတာယမိတ်ဆာဘရင်ရဲ့ဘေးကင်းရေးကိုကာကွယ်ဖို့တာဝန်ပေးအပ်ထားတဲ့အစွမ်းထက်တဲ့တာယမိတ်ဆာခေါင်းဆောင်ဒါဇင်ပေါင်းများစွာရှိပါတယ်။ဒါပေမဲ့တာယဘရင်ရဲ့အခန်းကဏ္ဍကအမိတ်ပေးုံတင်မဟုတ်ပါဘူး။ကိုအရေးကြီးတာကအစားအစာကိုအဆက်မပြတ်စားသုံးပြီးတာယမိတ်ဆာမျိုးဆက်အမြောက်များကိုထုတ်လုပ်ပေးဖို့ပါ။မဟာတရိုင်းရဲ့စစ်သားတွေကကောင်းကောင်းပြင်ဆင်ထားကြပါတယ်။ထို့အချိန်တွေအတွက်သူတို့ကိုစစ်တပ်၅ခုခွဲထားပါတယ်။သူတို့ရဲ့စစ်တပ်ကိုတန်ချက်ကရောင်နဲ့ခွဲခြားထားပါတယ်။အဲ့ဒီအချိန်မှာမမျှော်လင့်ထားတဲ့ကြီးမားတဲ့၆ကြီးထဲမှာမိတ်ဆာတွေအများကြီးရုတ်တရက်ပေါ်လာပါတယ်။ ဗိုလ်ချုပ်ကချက်ချင်းပဲအဝေးကနေတိုက်ခိုက်ဖို့အမိန့်ထုတ်ပြန်လိုက်တယ်ပြီးတော့မျိုးရိုးတဲကကျောက်တုံးကြီးတွေကိုစီနဲ့ပဖျန်းလိုက်တယ်မိရှုပ်ပြီးအာပြင်းပြင်းနဲ့တုံးထုတ်လိုက်တယ်မိလုံးတွေကကျိုးတွေတလျှောက်ပြုတ်ကျလာပြီးစပိုင်းဆိုင်ရာကရိယာကတစ်ခုပြီးတစ်ခုပြစ်လွတ်လိုက်တယ်မြင်ကွင်းကအရန်အမခံပါပဲဒါပေမဲ့တာရဲမိတ်ဆာဘင်းရဲ့တန်လိုက်ဆက်ကွင်းအချက်ပြမှုကိုမနှောက်ယှက်သေးဘူးပေါ့